တူရကီနိုင်ငံရှိ PKK လက်နက်ကိုင်အားလုံးကိုအီရန်နိုင်ငံထံပြန်လည်ရုပ်သိမ်းနေကြောင်း PKK အဖွဲ့ကအောက်တိုဘာ26ရက်မှာကြေညာခဲ့တယ်လို့ AB ကဖော်ပြခဲ့ပါတယ်။တူရကီအစိုးရနဲ့ PKK ကလက်နက်ကိုင်အဖွဲ့ကြားငြင်းငြိမ်းအားထုတ်ကြိုးပမ်းမှုရဲ့တစိတ်တပိုင်းအနေနဲ့အခုလုပ်ငန်းစဉ်ကိုအကောင့်ထဲပေါ်နေခြင်းဖြစ်ပါတယ်။ကအလို့သမားပါတီ PKK အဖွဲ့ဟာငြင်းငြိမ်းလုပ်ငန်းစဉ်အတွက်ဂတိကဝတ်ကိုဖြည့်ဆည်းဖို့သူတို့လက်နက်တွေကိုစတင်ဖြုတ်သိမ်းမှာဖြစ်ကြောင်းမကြသေးမီလတွေအတွင်းကကြေညာခဲ့ပြီးနောက်အခုထုတ်ပြန်ချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။ PKK အဖွဲ့ဟာတူရကီမှာဆယ်စုနှစ်များစွာကြာလက်နက်ကန်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး1980ပြည့်နှစ်ကျော်ကာလတွေကစတင်ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတွေကြောင့်လူပေါင်းတောင်းချီသေဆုံးခဲ့ပါတယ်။ PKK အဖွဲ့ရဲ့လက်အောက်ခံကားလူမျိုးစုတပ်မတ်ကအဖွဲ့ဝင်တိုးဖြစ်တဲ့စာရီယော့ဦးဆောင်တဲ့ဒေသရှင်တွေဘက်မှနောက်ထပ်တိုက်ခိုက်မှုတွေမဖြစ်ပွားစေဖို့တူရကီရှိ PKK တပ်ဖွဲ့ဝင်အားလုံးကိုအီရန်နိုင်ငံမြောက်ပိုင်းထံပြန်လည်ရုတ်သိမ်းကြောင်းပြောကြားခဲ့ပါတယ်။တူရကီမှာအကျဉ်းချခံထားရတဲ့ PKK ခေါင်းဆောင်အဗ်ဒူလာအော်ဂလန်ရဲ့ခွင့်ပြုချက်နဲ့အတူတူရကီရှိ PKK တိုက်ခိုက်ရေးသမားတွေကိုပြန်လည်ရုတ်သိမ်းခြင်းဖြစ်ကြောင်းအော်ဂါတာဂက်ဘာသာစကားနဲ့ထုတ်ပြန်တဲ့အစီရင်ခံစာမှာပြောကြားခဲ့ပါတယ်။ထိတိုက်တွေ့မှုတွေနဲ့ရဲလုံမှုတွေဖြစ်နိုင်တဲ့နေဆက်ဒေသတခြားကတပ်ဖွဲ့ဝင်တွေ ဲ့တက်ဆွဲထားတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လည်းစီကံထိန်သိမ်းအစီအမံတွေလှုပ်ဆောင်နေပါတယ်လို့ဩကပြောကြားခဲ့ပါတယ်။ PKK အဖွဲ့ဟာနှစ်ပေါင်း60ကျော်ရန်လုံမှုတွေကိုရပ်တန့်မှုမိလာကလေးကသူတို့ရဲ့အဖွဲ့တွေကိုဖျက်သိမ်းမှုနဲ့လက်နက်ဖြုတ်သိမ်းမယ်လို့ကြေညာခဲ့ပါတယ်။1996ခုနှစ်ကလေးကတူရကီနိုင်ငံအစ္စတန်ဘူအနည်းရှိကျွန်းပေါ်မှာအကျဉ်းချခံထားတဲ့ PKK ခေါင်းဆောင်အော်ဂလန်က PKK အဖွဲ့အဖြတ်သိမ်းမှုနဲ့လက်နက်စုံမှုဖေဖော်ဝါရီလကတိုက်တွန်းခဲ့ပြီးနောက်အခုချိန်ကြာကျထွက်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။တူရကီသမ္မတအာဒိုဂန်ရဲ့အာဏာရပါတီကပြောရေးဆိုခွင့်ရှိသူအိုမာဆီလီကတော့ PKK အဖွဲ့ရဲ့ချိန်ကြာကျတူရကီမှာလုံခြုံရေးချင်းချောင်းမှုတွေကိုဖယ်ရှားရှင်းလင်းနေတယ်။တူရကီအစိုးရရဲ့ရည်မှန်းချက်အတွက်အပြုသဘောဆောင်တဲ့လုံဆောင်ချက်ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။